မင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးဖို့ကြိုဆိုရတယ်ကျွန်တော်တို့ဒီနေ့လေ့လာကြမှာကတော့ The Wise Believers ကပြုစုထားတဲ့မစုတွေပါဟုတ်ကဲ့ပါရှင်ဒီမစုတွေကဓမ္မတကြံတွေကတိမောသေပထမဆောင်အခန်းကြီး9ကိုခေခံထားတာပေါ့လေဟင်းအဓိကကတော့အထင်းတော်အတအဝင်တွေကဆက်ဆံရေးတွေပြီးတော့တာဝန်ဝတရားတွေခေါင်းဆောင်မှုအဲ့ဒါတွေနဲ့ပတ်သက်တဲ့လက်တွေ့လက်ညွှန်းချက်တွေပါဟုတ်ကဲ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အခန်းကြီးပါပဲဟုတ်ပါတယ် ဆိုတော့ဒီဆွေးနွေးမှုကနေအဓိကယူရတာကလေဒီရှေ့ကျစားပိုက်တွေကနေဒီနေ့ခေတ်ကျွန်တော်တို့အတိုင်းအဝိုင်းတွေအတွက်အသုံးဝင်နိုင်မယ့်အချက်အလက်တွေအခြေခံသဘောတရားတွေကိုထုံနှုတ်ဆွေးနွေးဖို့ပါပဲ။ကောင်းပါတယ်ရှင်။ကဲဘယ်ကစကြမလဲ။အခန်းငယ်7နဲ့9ကနေစလိုက်ကြအောင်လား။အသက်အရွယ်လိုက်ဆက်ဆံရေးကြအောင်ပေါ့။ကောင်းပါပြီ။ဒီမှာကအသင်းတော်တွေကလူတွေကိုကိုမိသားစုဝင်လို့ဆက်ဆံဖို့လေအဲ့လိုပြောထားတယ်နော်။ဟုတ်ပါတယ်။အသက်ကြီးတဲ့အမျိုးသားတွေဆိုအဖေလို။အင်း။ငယ်တဲ့သူတွေဆိုညီကိုလို။ဟုတ်ကဲ့။ အသက်ကြီးတဲ့အမျိုးသမီးတွေဆိုအမေလိုငယ်တဲ့သူတွေဆိုရင်တော့ညီမလိုအဲ့လိုဆက်ဆံခိုင်းတယ်ပြီးတော့အမ်အထူးသဖြင့်အမျိုးသမီးငယ်တွေနဲ့ပတ်သက်ရင်တန်ရှင်းစင်ကြယ်ခြင်းရှိစွာဆိုတဲ့စကားလုံးသုံးထားတာတွေ့တယ်အဲ့ဒီအချက်ကတော်တော်အရေးကြီးပါတယ်ဒီမိသားစုပုံစံဆိုတာကအသင်းတော်ရဲ့အခြေခံအုံမှလိုပဲပြောလို့ရတယ်ရှင်ဟုတ်အချင်းချင်းလေးစားမှုဂရုစိုက်မှုတာဝန်ယူမှုတွေအတွက်အခြေခံချပေးလိုက်တာပေါ့ ဒါပေမဲ့ဒီလိုယဉ်နီးမှုရှိရမယ်ဆိုတဲ့ကြားထဲကနေတန်ရှင်းစင်ကြယ်ခြင်းကိုအလေးပေးထားတာကစိတ်ဝင်စားစရာပဲဟုတ်တယ်နော်အထူးသဖြင့်အတတ်ငယ်တဲ့မျိုးသမီးတွေနဲ့ဆက်ဆံတဲ့အခါမှာပေါ့ဒါကကိုချင်းတရားဆန်နှုံးနေပြီးတော့ဟိုတင့်တော်တဲ့နယ်နေမြစ်တွေပေါ့နော်အဲ့ဒါတွေကိုထိမ့်သိမ့်မှုဘလော့အရေးကြီးတယ်ဆိုတာပြနေတာနွေးထွေးမှုနဲ့တာဝန်တိမှုကိုဟန်ချက်ညီအောင်လုပ်ရတဲ့သဘောမျိုးပါမှန်ပါတယ်ဂုံးလိုက်တဲ့အခြေပဲဆိုတော့အဲ့ဒီအခြေခံပေါ်မှာဆက်ပြီးတော့မိုးဆိုးမတွေကိုစောင့်ရှောက်တဲ့အကြောင်းကို အခန်းငယ်၃ခန်းနေစာချောက်ထီအတော်လေးအသေးစိတ်ပြောထားပြန်ရောဟုတ်ကဲ့တော်တော်ရှေရှေဝေးဝေးပြောထားတာနော်ဟုတ်ဒီမှာစစ်မှန်တော်မူဆူမဆိုရဲအတုံးတုံးတုံးထားတယ်လေအင်းဆိုလိုတာကအကူနီမတ်တွေဖျားကိုပဲအာကူနေရတဲ့သူမျိုးပေါ့ဟုတ်ပါတယ်သူတို့ကိုကြတော့မိသားစုဝင်တွေရဲ့အထောက်ပံ့ရနိုင်တဲ့မူဆူမတွေနဲ့ခွဲခြားတာတဲ့သဘောလားအဲ့လိုသဘောတရားပါတယ်ရှင်ဒီမှတ်စုတွေကလည်းအဲ့ဒီခွဲခြားမှုကိုအလေးပေးထားတာတွေ့ရတယ် အသင်းတော်ကစစ်မှန်တဲ့မိုးဆိုးမာတွေကိုရိုသေရမယ်ထောက်ပံ့ရမယ်လို့ဆိုထားတယ်ဟုတ်ကဲ့ဒါပေမဲ့တိတ်အရေးကြီးတဲ့အချက်ကအခန့်ငယ်၄မှာလာတယ်မိုးဆိုးမာမှာတားသမီးတွေမြင့်မတဲ့ရှိနေရင်อืมသူတို့ရဲ့တာဝန်ကအရင်ဆုံးပဲတယ်ဩမိဘဘိုးဘွားကိုပြန်ကျေးဇူးဆက်တာကဖျားဝတ်ပြီးချင်းတမျိုးပဲလို့တောင်းဆိုထားတယ်အဲ့လိုကဆိုတာကဟုတ်ကဲ့ဒါကအတိုက်အဝန်းရဲ့အကူအညီမတောင်းခင်မှာ မိသားစုရဲ့တာဝန်ကိုအရင်ကျေပွန်ရမယ်ဆိုတဲ့သဘောတရားကိုအရန်အလေးပေးထားတာဒါတကယ်စိတ်ဝင်စားစရာပဲဆိုတော့အတင်းတော်ကကူညီဖို့အဆင်သင့်ရှိပေမဲ့မိသားစုကကိုယ့်တာဝန်ကိုအရင်ယူရမယ်အတက်ကြပဲဒါမှအတင်းတော်အပေါ်မှာမလွတ်ဘဲဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တဲ့သဘောပေါ့နော်ဟုတ်ပါတယ်ရှင်ဒီချမ်းပိုက်မှာထောက်ပံ့မှုရဖို့အတွက်တတ်မှတ်ချက်လေးတွေလည်းပါသေးတယ်နော်အသက်60ပြည့်ရမယ်လို့အေးအကျင့်စာရိတ်တာကောင်းရမယ်လို့ဟုတ်တယ် အကျင့်ကောင်းရှိရမယ်အဲ့ဝိကျေပွန်ဖူရမယ်စသဖြင့်ပေါ့လေဟုတ်ကဲ့အတင်းငယ်တဲ့မူဆိုးမတွေကိုကြတော့နောက်အိမ်အောင်ပြဖို့အားပေးထားတယ်မျိုးတွေ့ရတယ်ဒါတွေကတော်တော်လေးလက်တွေ့ကြတယ်လို့ပြောရမှာပဲစီမံခန့်ခွဲမှုစံတဲ့လက်ညွန့်ချက်တွေလိုပဲဟုတ်ပါတယ်ဒါကဝิญဉ်ရေးရလက်ညွန်ချက်ဖြစ်တယ်လို့တစ်ဖက်မှာလည်းအတင်းတော်ရဲ့အရင်အမြင့်တွေကိုကြင်ရရှိရှိသုံးစွဲဖို့လက်တွေ့ကြတဲ့စီမံခန့်ခွဲမှုလက်ညွန်ချက်လည်းဖြစ်နေတာပေါ့နော်ဟုတ်ပါပဲဒီမစုံမရင်ကြောင်းပြောတဲ့အခါမှာလीအ တကယ်ကိုထင်ရှားပြီးအလုံးသတိထားမိလောက်မဲ့အချက်ကတော့အခန်းငယ်ရှိပဲထင်တယ်ရှင်အခန်းငယ်ရှိဟုတ်ကဲ့မိမိနဲ့ဆက်ဆိုင်သောသူတို့ကို၎င်းအထူးသဖြင့်မိမိအိမ်တွင်သောသူကို၎င်းမပြုစုသောသူမည်သည်ကယုံကြည်ခြင်းကိုငင်းပယ်သောသူဖြစ်၏อืมထို့သူသည်မယုံကြည်သောသူထက်သား၍ဆိုးသောသူဖြစ်၏တဲ့တော်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 ပြင်းထန်ကဲစကားပဲเนาะဟုတ်တယ်ရှင်တော်တော်ပြင်းထန်တယ်ယုံကြည်ခြင်းကိုငင်းပယ်သူတဲ့ပြီးတော့မယုံကြည်သူထက်ဆိုးသူတဲ့ အတုံးလုံးနေရာ တကယ်ဟိုတုံလုံးစရာကောင်းတယ်ဟုတ်ပါဒါကမိသားစုပေါ်တာဝန်ယူမှုကိုကိုချင်းတရားကိစ္စတခုနေနေမှာမဟုတ်တော့ဘူးယုံကြည်ခြင်းရဲ့အစစ်မှန်ဖြစ်ခြင်းမဖြစ်ခြင်းနဲ့တိုက်ရိုက်ချိတ်ပြလိုက်တာပဲအဲ့လိုဆိုလိုတာပါပဲရှင့်ပြောရင်ယုံကြည်ပါတယ်လို့ဘာဆက်ကပြောနေုံနဲ့မရဘူးမရဘူးလက်တွေလုတ်ရနေပြရမယ်ဆိုတဲ့သဘောတက်ရောက်နေတယ်ဟုတ်တယ်မလားအတင်းကြပါပဲဒီလစ်လာချက်ကနားလဲရတာကတော့ယုံကြည်ခြင်းဆိုတာခေါင်းထဲမှာရှိတဲ့အတွေးခေါ်တက်တက်မဟုတ်ဘူးဟုတ် လက်တွေ့ဘဝမှာတာဝန်ယူမှုတွေစောင့်ရှောက်မှုတွေနဲ့ပြန်ပြီးထင်ဟပြရမယ်အရာဖြစ်တယ်ဆိုတာပါပဲဒီအချက်ကဒီနေ့ခေတ်ယုံကြည်သူတွေအတွက်လည်းအရေးကြီးတဲ့မေခွန်းချက်ခုထုတ်ပေးနေသလိုပဲဘယ်လိုမေခွန်းမျိုးလဲကျမတို့ရဲ့ယုံကြည်ခြင်းကိုလေဒီလိုလက်တွေ့ကြကြစောင့်ရှောက်တာတွေကနေတဆင့်ဘလို့တက်တည်ထူနေကြသလဲဆိုတာပေါ့ကိုကိုကိုပြက်မဲရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပြီအခုခေါင်းဆောင်မှုအပိုင်းကိုဆက်ကြည့်ကြအောင် အခန်းငယ်၁၇ကနေအဆုံးထိပေါ့ ဒါကအကြီးအကဲတွေ elders အကြောင်းပြောထားတာဟုတ်ကဲ့ကောင်းကောင်းအုပ်ချုပ်တဲ့အကြီးအကဲတွေအထူးသဖြင့်ဟိုတရားဟောတာတွန်တန်ကားတွေမှာကျူးစားတဲ့သူတွေပေါ့အင်းသူတို့ကိုနှစ်စောသောယိုသေးခြင်း double honor ခံထိုက်တယ်လို့ဆိုထားတယ်ဒီနှစ်စောသောယိုသေးခြင်းဆိုတာအမ်ဘာကိုဆိုလို့တာပါလဲဆိုင်ရထောက်ပေးမှု financial remuneration ကိုလည်းဆိုလို့ရရှင်ညမျိုးလုံးပေါ့ဩညမျိုးလုံးဟုတ်ကဲ့အချိန်ပြည့်အတင်းတော်အတွက်ချိန်ပြည့် အားထုတ်ပြီးခေါင်းဆောင်မှုပေးနေတဲ့သူတွေတွင်တင်နေတဲ့သူတွေကိုလေးစားယူတတ်တတ်မဟုတ်ပဲနဲ့อืมသူတို့ရဲ့နေစဉ်လိုအပ်ချက်တွေအတွက်ထောက်ပံ့မှုတာဝန်ရှိတဲ့ဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်ဒါကအသင်းတော်လုံခြုံကိုအလောက်တစ်ခုအနေနဲ့အတိမတ်ပြုပြီးတော့ထိုက်တန်တဲ့အထောက်အပံ့ပေးဖို့ပြောနေတယ်လို့ပါပဲအဲ့ဒါစိတ်ဝင်စားတဲ့အချက်ပဲခေါင်းဆောင်မှုမှာအတိမတ်ပြုမှုရောလက်တွေ့ကျတဲ့ထောက်ပံ့မှုရောလိုအပ်တယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်ဒါပေမဲ့ခေါင်းဆောင်တယ်ဆိုတာကလည်းလူတွေပဲဆိုတော့မနိုင်ပါပဲလေမှန်ပါတယ် အခန်းငယ်ဆေးကူမှာအကြီးကဲတယောက်ယောက်ကိုဆွဆွဲမယ်ဆိုရင်ပေါ့လေတက်တည်နေအောင်တုံးအောင်မရှိဘဲနဲ့လက်မခံရဘူးလို့ဆိုထားတယ်။ဘာကြောင့်ဒီလိုအာတင်းချက်တဲ့တက်တည်စီကန်းချက်ထားတာပါလဲ။ကကတရားမျှတမှုအတွက်ရောအကားအွယ်ပေးမှုအတွက်ရောဖြစ်မရှင်။ဟုတ်ကဲ့။ပထမချက်ညီနေကတော့ခေါင်းဆောင်တွေကိုမဟုံးမမှန်ဆွဆွဲတာတွေအချိန်မြတ်မရှိပြောဆိုတာတွေနဲ့ကာကွယ်ပေးတာပေါ့။သူတို့ကလူမင်ကွေးမှာရှိနေတော့ ပြီးမှထားခိုင်အောင်လွယ်တယ်လေဟုတ်ကဲ့နော်ဒုတိယအချက်ကကြတော့တကယ်လို့အဖြစ်ကျူးလို့မရှိခဲ့တဲ့ဆိုရင်လေဒီတက်တဲ့တွေရှိမှဆွဆွဲချက်ကခိုင်မာမယ်ပြီးတော့တောင်းခံမှုရှိအောင်လည်းလှုံ့ဆော်လို့ရမယ်ပေါ့ဩနိဖက်မြတ်တောင်းလို့ဟုတ်ကဲ့နိဖက်မြတ်တောင်းမှုကိုထိန်ထားတာပေါ့ပြီးတော့အခိုင်ငယ်နှစ်ဆန်မှာကြတော့အပစ်လုတ်တဲ့အကြီးအကဲကို လူအများရှိမှဆုံးမဖို့ပြောထားပြန်ရော။ဒါကတော့အသိန်းတော်ရဲ့စန့်ကျင်စန့်ညွန်းတွေကိုထိမ့်သိမ်းဖို့ရဲ့တခြားသူတွေတင်ကန်းဆိုင်ယူနိုင်ဖို့ရဲ့ဖြစ်မှာပေါ့နော်။ဟုတ်ပြီဟုတ်ပြီ။ကာကွယ်မှုရောတာဝန်ခံမှုရောရှိရမယ်ဆိုတဲ့သဘော။အဲဒါနဲ့ဆက်ဆက်ပြီးတော့တီမိုသင်းကိုယ်တိုင်ကိုသတိပေးထားတယ်လည်းရှိသေးနော်။ဟုတ်ကဲ့ရှိပါတယ်။အခန်းငယ်27မှာဗတ်မလိုက်ဖို့မင်းနာသာမပေးဖို့ကိုအလေးနဲ့ကိုမှထားတာ။မှန်ပါတယ်။ပြီးတော့အခန်းငယ်22မှာအရင်အမြန်လက်တင်ခံထားခြင်းကိုမဖြူနည်း သူတပားလို့ဖြူသောအပီတိုနှင့်ကင်းလက်လက်ကိုကိုစင်ကြဲစွာစောင့်ရှောက်လော့လို့ဆိုထားတယ်။ဒီအလင်းအမြန်လက်တွေခန့်ထားခြင်း lean on the fence မလို့ဖို့တိဖေးတာကပေါ့ကိုဆိုလိုချင်တာလေ။ခန့်လိုက်တဲ့သူမှပါအပီတိုရှိနေလို့လေ။ဒါတော့တော်တော်လေးအရေးကြီးတဲ့သတိပေးကြပါရှင်လက်တင်ခံထားခြင်းဆိုတာအဲ့ဒီခေတ်ကတဆုံတယောက်ကိုတရားဝင်ခေါင်းဆောင်အဖြစ်အတိမတ်ပြုခန့်အပ်တဲ့လောရတစ်ခုပေါ့လေဟုတ်ကဲ့ဒီမဆော့တွေကရှင်းပြတာကတော့တယောက်ယောက်ရဲ့အရေးချင်းသူ့ရဲ့စာရိတ္တရင့်ကျက်မှု 哎，他那个得得差差没三十遍了，哎，临时路考上的也别赖别人。嗯，然后这车嘛，哎，你看来在考上时嘛，妈的，皮的破烂的啊，卡。 သူ့ကိုခန့်အပ်ခဲ့တဲ့သူကိုယ်တိုင်လည်းအဲ့ဒီအဖြစ်တွေမှာတနည်းတဖုံပါဝင်ပတ်သက်သလိုတာဝန်ရှိသလိုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောပဲ။အော်အဲ့လိုလား။ဟုတ်ကဲ့။သူတို့ကအဖြစ်မှာမပါဝင်နဲ့ဆိုတာအဲ့ဒါကိုရည်ညွှန်းနှရှင်။ဒါကြောင့်မို့လို့ခေါင်းဆောင်ရွေးချယ်တဲ့ကိစ္စဟာစူတောင်းခြင်း၊ဉာဏ်ပညာ၊ဂရုတစိုက်လေးလသုံးသပ်မှုတွေနဲ့လုံရမယ့်ကိစ္စဖြစ်တဲ့။ကိုနဲ့တိလို့ကိုနဲ့ခင်လို့ဆိုတဲ့မျက်လာလိုက်မှုရောလုံးဝမပါသင့်ဘူး။ဟုတ်ပါပြီ။ဒါကအသိန်းတော်ရဲ့တန့်ရှင်းစင်ကြယ်မှုရောခေါင်းဆောင်မှုရဲ့အရေးအတွေးကိုပါတိုက်ရိုက် သက်ရောက်မှုရှိတယ်လေကိုယ့်ရဲ့ဆုံးဖြတ်ခြင်းရဲ့အကျိုးဆက်ကိုကိုယ်တိုင် တာဝန်ယူရမယ်ဆိုတာကိုပြနေရပဲဒါတွေကပဲစဉ်းစားစရာပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ကကိုယ့်စီကိုပြန်ရောက်လာနိုင်ရဲ့ဆိုတဲ့သဘောမျိုးပေါ့ဟုတ်ပါတယ်ရှင်ကောင်းပါပြီဒီလောက်ဆိုရင်တီမိုသေပထဘာဆောင်အခန်းကြီး9ကတတိကလမ်းညွှန်ချက်တွေကိုအတော်လေးခြုံငုံမိသွားပြီလို့ထင်ပါတယ်ဒီချက်လက်တွေနဲ့ကောင်းလို့လို့ရနိုင်မယ်အဓိကအကျုံဆုံးအချက်တွေအနှစ်ချုပ်သဘောတရားတွေကိုပြန်ပြီးစူးစီးကြည့်ကြရအောင်ကောင်းပါလေရှင်ပထမတစ်ခုကတော့ အသင်းတော်ဆိုတာဝိညာဉ်ရေးမိပါစုတကူဖြစ်တယ်။အဲ့ဒီတော့ဆက်ဆံရေးအားလုံးမှာလေစားမှုကျူးဆိုင်မှု အထူးသဖြင့်တန်ရှင်းစင်ကြယ်မှုရှိရမယ်ဆိုတာပဲ။တန်ရှင်းသောမိသားလို့ခေါ်ရမလို့ပဲ။ဟုတ်ကဲ့လားတဲ့အတုံးလုံးပါပဲ။ဒုတိယချက်ကတော့တာဝေယူမှုမှာမိသားစုကပထမပဲဆိုတာ။ကိုမိသားစုဝင်တွေကိုကိုယ်တိုင်ရင်းစုံဆောင်ရှောက်ရမယ်။ဒါကယုံကြည်ခြင်းရဲ့လက်တွေ့တည်တည်တစ်ခုပဲဆိုရအချက်။ဟုတ်ပါတယ်။ အတင်းတို့ရဲ့အကူအညီဆိုတာကဒုတိယဦးစားပေးဖြစ်သွားတာပေါ့မှန်ပါတယ်တတိယချက်ကတော့ခေါင်းဆောင်မှုနဲ့ပတ်သက်တာပေါ့နော်ခေါင်းဆောင်တွေကိုလေးစားရမယ်လိုအပ်ရင်ထောက်ပံ့ရမယ်ဒါမဲ့တစ်ဖက်မှာလည်းသူတို့ကိုတာဝန်ခံမှုရှိစေရမယ်တရားမျှတတဲ့လူရင်းစင်တွေရှိရမယ်အချိန်မြင့်မရှိဆွဆွဲတာမျိုး မလုပ်ရအောင်အပိချင်းရင်တော့ပြတ်သားစွာကြိုက်တွေ့ရမယ်ဟုတ်ကဲ့ ီးတော့ခေါင်းဆောင်တွေကိုရွေးချယ်ခန့်အပ်တဲ့အခါမှာလဲအလင်းစလို့မလုပ်ပဲဉာဏ်ပညာနဲ့ပလိုက်မှု ကင်းကင်းနဲ့ရွေးချယ်ရမယ်ဆိုတာပါပဲဒီတုံးချက် တန်ရှင်းတဲ့ဆက်ဆံရေးမိသားစုတာဝန်ပြီးတော့တရားမျှတတဲ့ခေါင်းဆောင်မှုဒါတွေအလုံးပေါင်းစပ်လိုက်မှကျမ်းမာပြီးအလို့ဖြစ်တဲ့အတိုက်ဝန်တစ်ခုဖြစ်လာနိုင်မယ်ဆိုတဲ့သဘောတရားကိုဒီကျမ်းပေါ်ကပေးနေလာပါရှင့်ဟုတ်ပါပြီဒီအခြေခံမူတွေလားနှစ်ပေါင်းနှစ်ထွန်နီးပါးလောက်ကြာခဲ့ပြီဆိုတော့လေဒီနေ့ခေတ်နဲ့ဘလော့အထိသက်ဆိုင်နေသေးလဲဆိုတာစဉ်းစားကြည့်ဖို့အချိန်ရောက်ပြီထင်တယ်ဟုတ်ကဲ့စဉ်းစားတင်ပါတယ်ရှင့်စင်ကျင်းစရာအချက်တွေကိုမင်းဟုံးပုံစံနဲ့ပြန်ကြည့်ကြရအောင်လားပရမတ်တစ်ခုပေါ့လေ ဒီကျမ်းပိုင်မှာအသက်ကြီးသူတွေကိုမိဘလိုလေးစားဖို့ပြောထားတယ်။အင်းဒီနေ့ခေတ်လူအဖွဲ့စီမှလေအထူးသဖြင့်လူငယ်ဖြစ်ပုံ တက်ကြွပုံကိုပိုပြီးကြံပိုးထားတဲ့ယဉ်ကျေးမှုတွေရှိတာကြတာအဲ့လိုခြေနေတွေမှာတက်ကြီးရွယ်အိုးတွေလည်းအတွေ့အကြုံသူတို့ရဲ့ဉာဏ်ကညာကိုတကယ်ပဲလေးစားမှုတန်ဖိုးထားမှုပေးကြရဲ့လား။ဒါကတကယ်အရေးကြီးတဲ့မေခွန်းပါပဲရှင့်။ဒုတိယမေခွန်းကတော့မိသားစုတောင်းနဲ့ဆိုင်မဲ့ထင်တယ်။အခန်းငယ်ရှိကပြင်းထန်တဲ့တတိပေးချက်ကိုပြန်စမ်းစားကြည့်ရင်ပေါ့လေ။ဟုတ်ကဲ့။ ဒီနေ့ခေတ်မှာကိုမိသားစုပုံမှန်ရှိတဲ့ငွေကြေးဆိုင်ရာတာဝန်တွေကိုကျင်ပြားဆိုင်ရာတာဝန်တွေကိုဘလောက်အထိအလေးနဲ့ထားပြီးကိုတိုင်တာဝန်ယူဆောင်ရွက်နေကြပါသလဲ။အင်းဒါမှမဟုတ်အဖွဲ့အစည်းတွေအစိုးရတွေတခြားအပြင်ဘက်ကအကူအညီတွေစီကိုပဲတာဝန်လွှဲချထားမိနေသလားဆိုတာစဉ်းစားစရာပေါ့။ဟုတ်တယ်နော်စဉ်းစားစရာပဲ။တတရားမင်းကွန်းကတော့ခေါင်းဆောင်မှုနဲ့တရားမျှတမှုအကြောင်းပေါ့။အတိုင်ဝင်းနေမှာခေါင်းဆောင်ရွေးချယ်တဲ့အခါပဲဖြစ်ဖြစ် စီကမိုင်းဆိုင်ရာကိစ္စတွေကိုကင်တွဲတဲ့အခါပဲဖြစ်ဖြစ်ဟုတ်ကဲ့လူကြိုင်များလို့ကိုနဲ့နီးစပ်လို့ဆိုတဲ့ပတ်လိုက်မှုတွေအလင်းစလို့ဆုံးဖြတ်လိုက်တာတွေမဖြစ်အောင်ဘလို့တရိသာဆောင်ရွက်နိုင်ကြမလဲဆွဆွေးချက်ဒီဆိုရင်လဲဒီမှာပြောထားသလိုတက်တေခိုင်လို့မှလက္ခဏာမျိုးတိတိကျကျစစ်ဆေးတာမျိုးတွေလုံးရလားဆိုတာပေါ့ ဒီမင်းဟွန်းဒီကဒီចောင်းបៃထဲကအခြေခံမှုတွေဟာအချိန်နဲ့ကာလကိုကျော်လွန်ပြီးတော့ဆက်လက်အေးပါနေတော့မယ်ဆိုတာကိုပြနေပါတယ်ရှင်။ဆက်ဆိုင်ရေးဒီအရင်အမြင့်တွေကိုဘယ်လိုစီမံခန့်ခွဲမလဲ။ခေါင်းဆောင်တွေကိုဘယ်လိုရွေးချယ်မလဲ။တာဝန်ခံမှုကိုဘယ်လိုလှုပ်ဆောင်မလဲဆိုတာတွေကဘယ်ခေတ်ဘယ်လူဖွဲ့စည်းမှမဆိုကြုံတွေ့နေရမယ့်စင်ခေါ်မှုတစ်ချီးပါပဲ။ဟုတ်ပါ။ဒီလိုင်းညွန်ချက်တွေကအဖွဲ့ရင်ကြည့်ရင်တော့ရှေးကြလို့လူထင်ကောင်းထင်နေပြီမြင့်။ အတွင်းသဘောတရားတွေကိုကြည့်လိုက်ရင်ကျမ်းမာပြီးတာဝန်ယူမှုရှိတဲ့အသက်အဝန်တိဆောက်ရဲ့အတွက်ခိုင်မာတဲ့မူပေါင်းတွေပေးနေတုံးပါပဲကောင်းလိုက်တာဒါဆိုရင်တိမောသေပထမဆောင်အခန်းကြီး9ကပေးတဲ့ဒီကသတင်းစကားကတော့ဝိညာဉ်ရေးမိသားစုတစ်ခု အနေနဲ့ပေါ့လေလေးစားမှုတာဝန်ယူမှုဖြောင်းမတ်တဲ့ခေါင်းဆောင်မှုဒါတွေနဲ့ဘလို့လက်တွေ့ကြကြအသက်ရှင်နေထိုင်တွားရမလဲဆိုတဲ့လမ်းညွှန်ချက်ပဲဖြစ်တယ်လို့အချင်းကျော်လို့ရနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင် နောက်ဆုံးအမိနဲ့ဒီဆွေးနွေးချက်ကနေစဉ်းစားစရာတစ်ခုလောက်ထပ်ပြီးထုတ်ကြည့်ကြပါသေးတယ်ရှင်။ဟုတ်ကဲ့ပြောပါခင်ဗျာ။ဒီချောင်းပေါ်ကလေအသက်အဝန်းရဲ့အကူအညီမတိုင်ခင်မှာမိသားစုရဲ့တာဝန်ကိုအလွန်မြတ်အလီပေးထားတယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ရတယ်နော်။ဟုတ်ကဲ့ဒီအခြေခံမူကဒီနေ့ခင်မှာရှိနေတဲ့လူမှုဖူလုံရေးစနစ်တွေအစိုးရရဲ့အကူအညီတွေအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုတွေပေါ်မှာထားရှိတဲ့ကျမတို့ရဲ့မျော်လင့်ချက်တွေအမြင်တွေကိုဘလူးများစင်ခေါ်နေနိုင်မလဲဆိုတာစဉ်းစားစရာပါ။အော် ဟုတ်တဦးချင်းနဲ့မိသားစုရဲ့တာဝန်ယူမှုဆိုတာကအပြင်ဘက်ကအကူအညီတွေဘလောက်ပဲရှိနေပါစေဘလောက်အတိုက်အတာတွေအရေးကြီးနေတယ်တလဲဆိုတာကိုပြန်ပြီးဆန်းစစ်ဖို့လိုမလားဆိုတဲ့မေးခွန်းလေးပါပဲရှင်ဒါကတကယ်ကိုဆက်ပြီးစဉ်းစားစရာအချက်ကောင်တစ်ခုပါပဲကောင်းပါပြီဒီနေ့ဒီအချက်လက်တွေကို ပြုစုပေးခဲ့တဲ့ The Wise Believers ကိုလည်းကြီးစုတင်ပါတယ်ဒီနေ့ထွက်တော့ဒီဓမ္မတကျမ်းကလာတဲ့လက်တွေ့ကြလမ်းညွှန်ချက်တွေအပေါ်ဆွေးနွေးမှုကိုဒီနေ့မှာပဲအဆုံးသတ်လိုက်ပါစေခင်ဗျာ